ုံသမိုင်းပြတဲ့တရားဝင်ထူထောင်နိုင်မှုအတွက်ပြတဲ့ဖြစ်မြောက်ရေးအဖွဲ့နဲ့သာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနပြည်တော်စုဝင်ကြီးသူရဥအောင်ကိုတို့ဇူလိုင်20ရက်မနက်ပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။သင်ငန်းချုပ်မြို့နယ်မှာရှိတဲ့ရှစ်လေးလုံးယာယီသမိုင်းပြတိုင်းမှာဆွေးနွေးခဲ့တာဖြစ်ပြီးအဲဒီလိုဆွေးနွေးရမှာရှစ်လေးလုံးအရေးတော်ပုံဟာမြန်မာနိုင်ငံရဲ့ဒီမိုကရေစီလှုပ်ရှားမှုသမိုင်းစဉ်မှာအရေးကြီးတဲ့အခမ်းကဏ္ဍမှာပါဝင်တဲ့အတွက် ရှစ်လေးလုံးသမိုင်းပြတိုင်းဟာမရှိမဖြစ်လိုအပ်လို့ ြားရိုက်ထူထောင်မှုသဘောတူခဲ့ပြီးဒီရှစ်လေးလုံးတမိုင်းပြားရိုက်ထူထောင်မှုအစိုးတရဲ့ရေးသားပြုစုကလွှတ်တော်မှာတင်သွင်းသွားမှာဖြစ်တယ်လို့သိရပါတယ်။အဲဒီလိုလွှတ်တော်မှာတင်သွင်းပြီးလွှတ်တော်ရဲ့အတည်ပြုချက်ရတဲ့အခါမှာပြားရိုက်ဖြစ်မြောက်ဖို့အစီအစဉ်တွေကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။အဲဒီလိုရှစ်လေးလုံးတမိုင်းပြရိုက်ဖြစ်မြောက်ရေးကော်မတီနဲ့ဆွေးနွေးခဲ့တာနဲ့ပတ်သက်ပြီးသာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးသူရဦးအောင်ကိုကမီဒီယာတွေကိုအခုလိုပြောကြားသွားခဲ့ပါတယ်။

ပြီးရင်တွတ်တော်မှတင်သွင်းပါမယ်တွတ်တော်ကတည်ပြီးတဲ့ခါမှာခုနအမိုင်းပြတဲ့တခုဖြစ်လာဖို့အတွက်ခုနတော့ဒီမင်းညာရှာလာတော့အစောကိစ္စတွေကစနောက်ပြီးတဲ့ခါမှာဒီအမိုင်းနဲ့ပတ်သက်တဲ့အသိမှတ်ပစ္စည်းတွေဆောဇရန်နေဒါတွေအားလုံးလည်းပဲခင်းချင်းပြသဖို့တူလည်းပဲတာလိုင်းနဲ့ရင်းမှုဌာနပညာရှင်တွေကဘဝရင်ကူညီဆောင်ပြဖြစ်ပါလေ ာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနပြည်တော်စုဝင်ကြီးသူရဦးအောင်ကိုဟာဇူလိုင်20ရက်နေ့နဲ့9နိုင်ခန့်မှာတင်ငန်းကျုံမြို့နယ်မှာရှိတဲ့ရှစ်လေးလုံးယာယီသမိုင်းပြတိုက်ကိုလာရောက်လေ့လာကြည့်ရှုခဲ့ပြီးနောက်ရှစ်လေးလုံးသမိုင်းပြတိုက်ဖြစ်မြောက်ရေးကော်မတီအဖွဲ့တွေနဲ့ပြတိုက်ဖြစ်မြောက်ဖို့ဆွေးနွေးခဲ့တာပါ။ အဲ့ဒီလိုဆွေးနွေးပြီးနောက်မှာတော့ရှစ်လေးလုံးသမိုင်းပြရဲဖြစ်မြောက်ရေးကော်မတီကတာဝန်ရှိသူတွေကမိမိတို့အနေနဲ့တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်နဲ့ညှိနှိုင်းပြီးပြရဲဖြစ်မြောက်ရေးအတွက်အဆိုချမ်းတစ်ခုကိုရေးသားကလွတ်တော်ဘောင်နဲ့ကိုက်ညီတဲ့အဆိုတစ်ခုကိုတင်သွင်းသွားမှာဖြစ်တယ်လို့လည်းမီဒီယာတွေကိုပြောကြားသွားခဲ့ပါတယ်။အဲ့ဒါအပြင်ရှစ်လေးလုံးသမိုင်းပြရိုက်တီထောင်ပြီးတဲ့အချိန်ထိအခု ရှစ်လေးလုံးယာယီသမိုင်းပြရိုက်ကိုထားရှိပြီးရှစ်လေးလုံးနဲ့ပတ်သက်တဲ့သမိုင်းဆိုင်ရာအချက်အလက်တွေကိုစူးစီးပြသသွားမှာဖြစ်တယ်လို့လည်းသိရပါဗျ။